ဒီဘီယာဖိုင်တဆိုင်မှာအလုပ်တမလေးကျွန်တော်ကစာငက်တယ်လေစာဖတ်ချင်လို့ရန်ကုန်တက်လာလေနောက်ပြီးတော့တစ်ထိပ်တည်းဖြစ်ချင်တယ်စာအုပ်စာပေတွေကိုဖတ်လိုက်လို့ရှိရင်ဟိုအရက်ကင်တဲ့လက်တွေကစာအုပ်တွေကင်လာကြမယ်စိလိကင်တဲ့လက်တွေကစာအုပ်တွေကင်လာကြမယ် ကားအဆီတန့်ဖြစ်တာကျွန်တော်မမှတ်မိဘူးအိမ်ကပြောလာတော့တနစ်ကြော်သွားပြီလို့ပြောတယ်ထိတ်ကောင်းစောစောလေမနေ့ကငါထက်ဒီနေ့ငါတောင်းကျူးစာမယ်လဲရင်ပြန်ထမယ်ဒါဘဝပဲဒီနေ့ငါကင်းတကောင်ရောင်းရလို့ရှိရင်နောက်နေ့ငါကင်း၃កောင်၄កောင်၁၀កောင်ရောင်းနိုင်အောင်ကျူးစာမယ် ်သောနာမည်ကကိုသောသောပါခင်ဗျာမန္တလေးစာကြည့်တိုင်းမန္တလေးမာလာငါးကဲဆိုင်အောင်ပါခင်ဗျာကျွန်တော်ကကြောက်ပတောင်းမြို့တောင်ဘက်စီတရွာပါခင်ဗျာကျွန်တော်ရန်ကုန်စရောက်တော့ကြတော့ဒီဘီယာဆိုင်တစ်ဆိုင်မှာအလုတ္တမလေးကျွန်တော်ကစာငက်တယ်လေး စာဖတ်ချင်လို့ရန်ကုန်တက်လာလေနောက်ပြီးတော့တထည်သေးဖြစ်ချင်တယ်ဒါပေမဲ့မှန်းချက်နဲ့နန်းတော့ကမကြိုက်ဘူးစာအုပ်တော့ဖတ်လိုက်တယ်လမ်းဘေးမှာဘုရားကျောင်းရောင်းတဲ့လူကြီးတာတော့မှတထည်ဖြစ်သွားတယ်တောက်ထဲမှာနောက်တော့အဲဒီကတထည်ဖြစ်သွားတဲ့ဘုရားကျောင်းရောင်းတဲ့လူကြီးက၃တန်းမင်းအောင်နေတယ်ကျွန်တော်က၄တန်းတော့အောင်လို့၅တန်းတော့တန်းရဲ့တက်ခဲ့ရတယ်လေစာတွေကိုအများကြီးဖတ်တယ်အားလေးဖတ်ပြီးတော့ကျွန်တော်လူ လူမျိုးတွေပြန်ဖြစ်သေးခြင်းနဲ့ကျွန်တော်တို့စာဖတ်လို့အသိပညာတွေနည်းနည်းရှိခဲ့ရင်မြန်မာနိုင်ငံတည်တည်မှရှိတဲ့လူငယ်တွေလည်းစာတွေဖတ်လိုက်လို့ရှိရင်ပို့ပြီးတော့အသိပညာရှိမယ်ဆိုရင်ခိုင်ကျက်နဲ့ကျွန်တော်အခုလိုလမ်းပေးမှာငားခင်ရောင်းပြီးတော့စာကြည့်တိုက်ကလေးတွေတဏ္ဍာန်တစ်ပိုင်းဒီခေါင်းအောင်ခြင်းဖြစ်ပါတယ် ျွန်တော်၅ခင်းတကောင်ဝယ်လို့ရှိရင်ယုံမီဒီဒီနဲ့ကိုက်လိုင်ငင်ကိုခြိုက်တလောက်စားလို့ရတယ်။ကင်းမွင်းလို့ရေပွဲလို့ဝယ်ဒီမိတ်တင်မဟုတ်ဘူးပေါ့လေ။တဘာဝမကြီးမန်းလေးလေးမကြီးကျင်လို့ဗိတ်ချင်လို့အဲအလာကြီးလက်လက်ဆောင်ပေးတယ်။ကျွန်တော်၅ခင်းဆိုင်လို့လည်းလာရောက်အားပေးလဲကြပါဦးလို့လဲတန်းဥထုံးလင်းချန်လန်းနဲ့မှလည်းရှိတယ်။မုံသေးတန်းမှလည်းရှိတယ်။ဒီလဲတန်းအင်းစိန်လန်းမှစိန်ရတနာသလိုးဆိုင်ရှိမှလည်း ကိုရောင်းနိုင်အဲ့ဒီကရောင်းရတဲ့ငွေလေးနဲ့ကျွန်တော်ကစာကြည့်တဲ့ကလေးတွေကိုတီထောင်အောင်ဖြစ်ပါတယ်သောအုပ်တွေကတော့ကျွန်တော်ရန်ကုန်စရောက်ရင်တနေ့ကို3000 3000ဆူရဲစာအုပ်ဖိုးလေးကိုဖယ်ဖယ်ထားရလေအဲ့တော့ကတော့စာအုပ်ပုံမှန်900တောင်ခက်လေအဲ့လိုမျိုးလေးဝယ်ဝယ်ဆူရောကြလားစာအုပ်တွေကတဖြည်းဖြည်းနဲ့များလာတယ်လေစာအုပ်ပြောက်မှမကြောက်ဘူးစာကြီးလိုက်တွေပိတ်ပတ်သွားမှာကိုပဲကြောက်တဲ့အတွက်ရည်ရွယ်ချက်နဲ့အဲ့လိုမျိုးဆုခဲ့ရဖြစ်ပါတယ် စာတော့ဖတ်တယ်ပေါ့စာပေဖတ်တဲ့အကျိုးကျေးဇူးကအများကြီးရှိတယ်ကမ္ဘာနိုင်ငံအသီးသီးကိုရောက်ခဲ့ဘူးလေဘာကြောင့်ရောက်ခဲ့ဘူးလားလဲဆိုတော့ကျွန်တော်စာအုပ်တွေလည်းဖတ်ပြီးရောရောက်ခဲ့ဘူးလားပေါ့စာမဖတ်တဲ့လူနဲ့စာဖတ်တဲ့လူကစာဖတ်တဲ့လူကအသိပညာပိုရှိလာတယ်လေဒါကြောင့်ကျွန်တော်ကစာဖတ်တယ်စာရေးသူထက်ကြော်ပြီးတော့မဖတ်တော့ဘူးရေမောင်တန်းပြီးတော့ဖတ်တာကိုကြိုးစားတယ်စသဖတ်ချင်တော့ကာတွန်းစာအုပ်တွေဖတ်တာပေါ့တသိသိချင်းချင်းကနေပြီးတော့ကျွန်တော်တို့ဒုတိယတာဝတ္ထုကို အဲမျိုးမျိုးဖတ်တာပေါ့ဘာလိုက်ပြန်နေလဲကျွန်တော်ကကြိုက်တယ်ပေါ့ဓမ္မကတိကဥပဒံရေးတဲ့ယောနတန်ဇင်ရောဆိုရင်အရန်ကြိုက်တာလေဘာကြောင့်လဲဆိုတော့သူ့ရဲ့စာပိုက်ကလေးကပြန်မှပြန်စမ်းမြန်မာနိုင်ငံလူငယ်တွေပြန်စမ်းအဝေးကြီးကိုပြန်အမြင့်ဆုံးကိုပြန်တကောင်းနဲ့လဲပြန်တယောက်ထဲလဲပြန်ဘာကြောင့်လဲဆိုတော့မင်းတို့မင်းတို့မင်းတို့ဟာယောနတန် ရုံးနဲ့တန်းပြန်နှင်းချင်းအတွက်ပေါင်းဆောင်တဲ့ငါတိုက်မှုနဲ့ရင်းနှီးခဲ့တယ်။ရဲရင်ချင်းရဲ့မမြင်နိုင်တဲ့ခွန်အားလေးမြန်မာနိုင်ငံကလူငယ်လေးသိပါရဲ့။နိုင်တခါမြင့်တယ်လေလေအဝိမှာအတောင်နေညောင်းရင်တော့ခဏနာပေါ့အားဆိုင်လို့ဒီသူကိုဖက်ထက်ဒီလက်မတင်လေးမျိုးမျိုးနဲ့နဲ့ရင်းအောင်ငှက်တောင်လို့အမိကျင်ခဲ့တယ်။ဒါကြောင့်တိတ်တော်တဲ့လူငယ်လေးမှာကိုယ်ပိုင်နိုင်မယ်ရှိတယ်လေ။ တိတ်ချက်မြတ်တဲ့လူငယ်တွေမှာလည်းကိုယ်ပိုင်နာမည်ရှိတယ်တိတ်တော်တယ်တိတ်ချက်မြတ်တဲ့လူငယ်တွေကတော့မြန်မာနိုင်ငံကလူငယ်တွေဖြစ်ပါကြောင်းပြောချင်ပါတယ်